ျွန်တော်ရဲ့အစီအစဉ်ဒီနေ့မှာတော့မြမသွေသားဂျိုရှူးဘန်ရဲ့အကြီးမားဆုံးစင်ခေါ်မှုကိုတုံ့တန်ကြည့်မှာဖြစ်ပါတယ်။ Flyweight အတန်းရဲ့ချန်ပီယံ Alexandra Pantoja နဲ့လူပွဲထိုးတက်ဖို့တေးကြနေတဲ့ဂျိုရှူးဘန်ဟာ UFC သမိုင်းမှာကမ္ဘာ Flyweight ကိုစင်ခေါ်တဲ့ပထမဆုံးမြန်မာနိုင်ငံသားဖြစ်လာပါပြီ။ဂျိုရှူးဘန်ရဲ့ UFC ခီးစဉ်ဟာတကယ်ကိုအံ့ဩစရာပါ။မကြခင်နှစ်တည်းတုန်းမှာပဲငေါဖွဲစားနိုင်ယူပြီးထိတ်ဆုံးကိုခုန်တက်လာနိုင်ခဲ့တယ်။သူရဲ့တိုက်ခိုက်မှုပုံစံကိုကြည့်လိုက်ရင် ရမရအောင်ဆက်တိုက်ထိုးတက်တဲ့အရှင်ဟုံမြန်နိုးနဲ့ဆွမ်းအားကတိုင်ပက်တန်းကိုဒုက္ခပေးနေရကိုတွေ့ရပါတယ်ဒါပေမဲ့လက်ရှိချန်ပီယံပန်တိုဂျာဟာလုံးဝကိုအခြားဆင်ပါဒီပွဲပွဲကြောင့်ခက်ခဲတဲ့ဆိုတော့ပန်တိုဂျာဟာ flyweight အတန်းမှာအပြည့်စုံဆုံးလက်နက်ပိုင်ဆိုင်ထားသူပါဂျော်ရှုဖန်လိုပဲမတ်တညတ်ထိုးတက်တာမှာ take down ဖြစ်တယ်လို့ဘရာဇီးဂျူဂျစ်ဆူ BJJ မှာလည်းအနက်ရောင်ခါပဲရှင်ပါပန်တိုဂျာရဲ့အဓိကစင်ခေါ်မှုကတော့ မြေပြင်ပေါ်မှာဖိအားပေးပြီးချုပ်ကွက်တဲ့အဆုံးတတ်နိုင်တဲ့သူ့ရဲ့ကျွမ်းကျင်မှုပဲဖြစ်ပါတယ်။ဂျော်ဂျူဘန်ဟာ take down ရဲ့ကိုကာကွယ်ရမှာကောင်းမွန်ပေမဲ့ဒီလိုပွဲကြီးပွဲကောင်းငါးကြီးပွဲမှာ champion ရဲ့တွန်းအားကိုဘလော့ကြကြခုခံနိုင်မလဲဆိုတာစိုးရိမ်ကြပါ။ဒါပြီးပန်တိုဂျာဟာဒီလို champion ပွဲတွေကိုထိုးထက်တဲ့အတွေ့အကြုံစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတွေကလည်းဂျော်ရှုဘန်ထက်တာလွန်နေတာကိုလက်ခံရပါမယ်။ဒီဖိအားကြီးတဲ့အခြေအနေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါလေ။ရလဲဘလို့ဖြစ်လာနိုင်မလဲ။ ခံမှန်းကြည့်အောင်ပါဒီကွဲဟာမြမအတွေးသားရဲ့ထိုးချက်တွေနဲ့ဘရာဇီးချန်ပီယံရဲ့နှပန်းဆွမ်းရည်တို့အကျိတ်နိုင်ရင်ပြိုင်တဲ့ပွဲတော့ဖြစ်လာဖို့များပါတယ်ဂျော်ရှုဘိုင်အနီနဲ့အနိုင်ရဖို့အတွက်ဆိုရင်ကွဲကိုမတ်တရက်တဲခိုက်တဲ့ striking range မှာပဲထားရှိဖို့လိုအပ်ပါတယ်သူရဲ့ပြိုင်ဘက်ကိုအနာမပြီးတဲ့စင်စမ်းမပြတ်ဖြားပေးမှုနဲ့မြန်နှုံးထိုးချက်တွေကိုအသုံးပြုပြီးပန်တိုဂျာကိုအမှတ်နဲ့အသားစီးရယူပါမှာတကယ်လို့ဂျော်ရှုဘန်ဟာထိတ်တောင်းတွေကိုကာကွယ်နိုင်ပြီး သူ့ရဲ့တိုက်ခိုက်မှုကရှင်ဟုံကို၅ကြီလုံးထိန်းသားနိုင်ခဲ့ရင်သူဟာအမှတ်နဲ့ decision သမိုင်းဝင်အောင်ပွဲကိုရယူနိုင်ခြင်းရှိပါတယ်။ဒါပေမဲ့ Champion Pandoja ကမြေပြင်ပေါ်မှာထိန်းချုပ်နိုင်မယ်ဆိုရင်တော့ရာလတ်ကပြောင်းလဲဖြစ်သွားပါလိမ့်မယ်။ Pandoja ရဲ့မြေပြင်ဆိုးရင်မှုကြောင့်ဘန်ဟာချုပ်ကွက်နဲ့အရှုံးပေးရနိုင်သလိုဒါမှမဟုတ်အမှတ်ပြတ်နဲ့ dominant decision ရှုံးနိမ့်သွားနိုင်တဲ့အန္တရာယ်လည်းရှိပါတယ်။ညီကုံချုပ်ပြီးပြောရမယ်ဆိုရင်ဂျော်ချူဘန်ဟာအခက်အခဲဆုံးသောစိန်ခေါ်မှုကိုရင်ဆိုင်နေတာပါ။ဒါပေမဲ့သူဟာ မြန်မာနိုင်ငံသားကြီးရဲ့အားပေးမှုနဲ့အတူကြောယွန်းမှုကင်းဆဲသောစိတ်ဓာတ်ကိုပိုင်ဆိုင်ထားသူပါ။သူဟာအနိုင်ရသည့်ခေတ်စီရှုံးနိမ့်သည့်ခေတ်စီနိုင်ငံတကာအကစားလောကမှာမြန်မာနိုင်ငံရဲ့ဂုဏ်ကိုမြင့်တင်ပေးနေသူပါ။ကျွန်တော်တို့အားလုံးဟာဂျော့ရှုဘန်ရဲ့ရဲရင်တဲ့ချန်ပီယံလူပွဲကိုစိတ်ဝင်စားစွာနဲ့စောင့်မျှော်နေကြမှာဖြစ်ပါတယ်လို့ပြောကြရင်ဒီနေ့အစီအစဉ်ကိုညီကုန်းချိုးလိုက်ပါတယ်။